ဖိလစ်ပိုင်နိုင်ငံမှာလောက်ခတ်သွားတဲ့ပြင်းအားမကနီကျု6.9အဆင့်ရှိငလင်ကြီးကြောင့်တေဆုံးသူဦးရေဟာအစောပိုင်း26ဦးတေဆုံးတာကနေလက်ရှိမှာ69အထိမြင့်တက်လာခဲ့တယ်လို့တန်ရာရသူမှလည်း150ကျော်အထိရှိလာခဲ့တယ်လို့တဘာဝဘေးအန္တရာယ်ဆိုင်ရာတာဝန်ရှိသူတွေကအော်တိုဝါလာတရက်နေ့မနက်ပိုင်းမှာပြောဆိုခဲ့ပါတယ်စတေမာလာ30ရက်နေ့ညပိုင်းကငလင်ဟာဖိလစ်ပိုင်အလေပိုင်းဗီဇာယက်စပီနေရဲ့စီဘူမြို့အရှေ့မြောက်ဘက်ပြင်လေပြင်ကိုဗဟိုပြုခဲ့တာဖြစ်ပါတယ် ပြင်လေပြင်ကိုဗဟုပြုတယ်ဆိုပေမဲ့လည်းကျွန်းစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ရဲ့ကျွန်းတွေကပဲငလင်ဗဟုချက်ကိုပတ်ပတ်လေဝိုင်းနေတာကြောင့်မြေပြင်ပေါ်မှာထိခိုက်တရားမှုပမာဏပိုကျပြန့်ခဲ့ပါတယ်။တချို့ဒေတာတွေကအဆက်အသွယ်ပြတ်တောက်နေတာကြောင့်ထိခိုက်တေဆုံးမှုအစင်းတွေအတိအကျအတိမပြုတ်နိုင်သေးသလိုကေဆေးရိုးတွေကလည်းအပြည့်စည်တွေအောက်ပိမိနေနိုင်သူတွေကိုအပူသဖြင့်ဖြန့်ကျက်ရှာဖွေနေပါတယ်။ ဖိလပိုင်ရဲ့လူဦးရေ3.4တန်းနေထိုင်ပြီးရေပန်းအစာဆုံးခီးသွားနေရများထဲမှတစ်ခုဖြစ်တဲ့စီပူးမှာလည်းငလင်ကြောင်ပြက်စီမှုတွေအများပြားဖြစ်ပေါ်ခဲ့တယ်လို့တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။ငလင်တိုင်းတာရေးဌာနတွေကငလင်ရဲ့ဗဟိုချက်ဟာမြေအနက်6မိုင်ခန့်ကိုဗဟိုပြုခဲ့တယ်လို့ပြောပါရယ်အနက်တိုင်တဲ့ငလင်တွေဟာမြေမျက်နှာပြင်ပေါ်ကိုထိခိုက်တက်ရောက်မှုပုံမှန်ပြင်းထန်လက်ရှိပါရယ် ငလင်ကြီးနောက်ပိုင်းနောက်ဆက်တွဲငလင်တွေလည်းဆက်တိုက်လှုပ်ခဲ့ပြီးအပြင်ဆုံးတစ်ခုကမဂနီကျူ6.3ညအဆင့်ထိရောက်ရှိခဲ့ပါတယ်လို့တဘာဝဘေးအန်ဒီဆိုင်ရာတာဝန်ရှိသူတဦးကရိုက်တာသတင်းဌာနကိုပြောဆိုထားပါတယ်ငလင်ကြောင့်ဆူနာမီရေလိုင်းအန်ဒီတတိပေးချက်ထုတ်ပြန်ခဲ့တာမျိုးတော့မရှိသေးပေမဲ့ပြည်လေပင်ရေစီးကြောင်းအပြောင်းလဲတွေဖြစ်ပေါ်နိုင်ပြီးကမ်းခြေ area တွေမှာမူမမှန်တဲ့လိုင်းလှုပ်ရှားမှုတွေကိုတော့တတိထားစောင့်ကြည့်ဖို့ဖိလစ်ပိုင်ငလင်တိုင်းတာရေးအေဂျင်စီကတိုက်တွန်းခဲ့ပါတယ် ဖိလပိုင်ဟာတိုက်ပွဲမုန်တိုင်းတစ်ခုစတိုက်ဖြတ်တန်းဝင်ရောက်ပြီးလူဒါဇင်နဲ့ချီတေဆုံးခဲ့တဲ့အခြေအနေအပြီးရပ်ပိုင်းအကြောင်းမှာငလင်နဲ့ပါထပ်ပြီးကြုံလာခဲ့ရတာပါငလင်ကတော့ဒီနှစ်ထဲမှာနိုင်ငံရဲ့အသေးအပြောက်အများဆုံးတဘာဝဘေးဆိုးလေးဖြစ်လာခဲ့ပါတယ်ပြီးခဲ့တဲ့2023လုံးကမကနီကျူ6.9အဆင့်ကမ်းလွန်ငလင်တစ်ခု လုတ်ခတ်ရာကဖိလပိုင်မှာ10ဦးအသက်ဆုံးရှုံးခဲ့ပါတယ်။